ားလုံးပဲမင်္ဂလာပါ Invisible 49 YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဗျဒီကနေ့မှာတော့ကျွန်တော်အနေနဲ့ Arsenal သင်းရဲ့နောက်ဆုံးရကစားသမားအပြောင်းအရွှေ့သတင်းချို့ကိုသုံးသပ်ဆွေးနွေးမှုတွေပြုလုပ်ပေးသားမှာပဲဖြစ်တယ်ဗောနော်လက်ရှိချိန်မှာ Arsenal သင်းက၎င်းတို့အသင်းလိုအပ်နေတဲ့တောင်းပန်တိုက်စစ်ကစားသမားခေါ်ယူမှုတွေနဲ့ပတ်သက်ပြီးတော့တက်ဆိုင်ရာကလပ်အသင်းတွေနဲ့ကောကစားသမားဖြစ်သူတွေနဲ့ပါတရားဝင်ဆွေးနွေးမှုတွေပြုလုပ်နေတာပဲဖြစ်တယ်ဗောနော် အဲပထမဆုံးတယောက်အနေနဲ့အာဆင်နယ်သင်းက၎င်းတို့အသင်းရဲ့လူငယ်ကသားသမားဟောင်းလေးဖြစ်ခဲ့ဘူးတဲ့လက်ရှိခရစ်စတယ်ဘဲလီသင်းရဲ့တောင်မန်တိုက်စစ်ကသားသမားအဇီကိုခေါ်ယူနိုင်ဖို့အတွက်ကသားသမားဖြစ်သူနဲ့တရားဝင်ဆွေးနွေးမှုတွေပြုလုပ်နေတာပဲဖြစ်တယ်ပေါ့နော်အဆိုပါကသားသမားကသူ့ရဲ့မိခင်ကလပ်ခရစ်စတယ်ဘဲလီအသင်းနဲ့ ပေါင်း68သန်းတန်ကြီးရှိတဲ့သဘောတူညီမှုစာချုပ်တရက်ကိုစာချုပ်ဖြတ်သိမ်းရေးအနေနဲ့ထည့်သွင်းချုပ်ဆိုခဲ့တာရှိတယ်။အဲ့ဒီစာချုပ်ဖြတ်သိမ်းရေးသဘောတူညီချက်ကပြီးခဲ့တဲ့ဇူလိုင်လတရက်နေ့မှာစတင်ပြီးတော့အသက်ဝင်ခဲ့ပြီးဖြစ်တယ်ပေါ့နော်။အဲ့တော့ကြောင့်လက်ရှိအချိန်မှာအာဆင်နယ်တင်းကဒီကစားသမားကိုခွဲယူနိုင်မှုတော့ကစားသမားဖြစ်သူနဲ့တရက်ဝင်ဆွေးနွေးမှုတွေပြုလုပ်နေတာပဲဖြစ်တယ်ပေါ့နော်။ဒီကစားသမားကပြီးခဲ့တဲ့အပြောင်းရွှေ့ရာသီအစမှာဒီစပါအသင်းပါဝင်တချို့သောကလပ်အသင်းတွေရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရတယ်။စပါအသင်းရဲ့တရင်လေးအခြေခြေလောက်လောက်ထွက်ခဲ့တယ်ပေါ့နော်။ ဒါပေမဲ့လက်ရှိချိန်မှာတော့စပါတင်ကဒီကစားသမားကိုခေါ်ယူဖို့အတွက်သွေးသွေးသွားပြီးဖြစ်တယ်လို့မျိုးအဲလက်ရှိမှာတော့အာဆင်နယ်အသင်းတည်တင်းသားဒီကစားသမားဖြစ်သူနဲ့တရားဝင်တိတိထန်ထန်ဆွေးနွေးမှုတွေပြုလုပ်နေတာပဲဖြစ်တယ်ပေါ့နော်အဲဒီကစားသမားကိုအာဆင်နယ်တို့တရားဝင်ခေါ်ယူနိုင်မလားဆိုတာကတော့ကျွန်တော်အနေနဲ့ဆက်လက်စောင့်ကြည့်ရဖို့ရှိတယ်ပေါ့နော် နောက်ထပ်သတင်းတစ်ပုဒ်ကကြတော့ဗာလဲဆိုတော့အာဆင်နယ်အသင်းကချဲစီအသင်းရဲ့တောင်ပန်တိုက်စီကသားသမားမာဒူကီကိုခေါ်ယူဖို့အတွက်သူရဲ့မိခင်ကလပ်ဖြစ်တဲ့ချဲစီကိုတရားဝင်ကမ်းလှမ်းမှုတွေပြုလုပ်ပြီးတော့စတင်ဆွေးနွေးနေပြီဆိုတဲ့သတင်းပဲဖြစ်တယ်ဗောနော်ချဲစီအသင်းကဒီကသားသမားကိုအယောင်စင်တင်လာခဲ့တယ်လို့မျိုးအာဆင်နယ်အသင်းကသာတကယ်လူလိုချင်းချင်းနဲ့ဆက်သွယ်ကမ်းလှမ်းခဲ့မယ်ဆိုလို့ရှိရင်တော့ဒီပြောင်းရွှေ့ကအလွယ်လွယ်ကူဖြစ်ပေါ်လာနိုင်တဲ့အပြောင်းရွှေ့တစ်ခုဖြစ်တယ်ဗောနော်လက်ရှိချိန်မှာဒီကသားသမားရဲ့တန်ကြီးကပေါင်တန်90ဝန်းကျင်မှာရှိတယ်ဒါပေမဲ့သူရဲ့ဒီကစားပုံကိုပြန်လဲသုံးသပ်ရမယ်ဆိုလို့ရှိရင်သူရဲ့ မာတူကီရဲ့အနေထားကအာဆင်နယ်မှာဆိုလို့ရှိရင်ညတောင်းမှာမှာထားမယ်ဆိုလို့ရှိရင်ဇာကာရဲ့အနေနဲ့ဒါသူ့အနေနဲ့ကစားဖို့ရှိမယ်ဘဲတောင်းမှာမှာထားကစားမယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့ဒီမာတင်နဲ့လီတို့ထရော့ဆက်တို့နဲ့နေရာတနေရာကိုရှင်လူရဖို့ရှိတယ် တခုရှိတာဗျာဒီပေါင်တန်း90လောက်ကြီးတုံးပြီးတော့မှ first ဒီ first line နဲ့ player မရပဲနဲ့ခုနပြောလို့အတင်းမှာရှင်းစေကသားသမားဒီနေ့တော့ပြန်ပြီးတော့နေရလူရမယ်ဆိုတဲ့အနေထားမှာကျွန်တော်အနေနဲ့ကတော့ဒီ Matuki ကိုတန်ကြံတဲ့ပြတ်မှတ်တွေကိုမရမရတော့မဲ့အနေထားမှာနောက်ဆုံးချိန်ဒီမှာဒါကျွန်တော်အနေနဲ့ခေါ်ယူတင်တယ်လို့ထင်တယ်ဗောနော်မနိုင်ပြောင်းကကျွန်တော်လည်းမဟုတ်ဘူးတခြားဒီအာဆင်နယ်ပြည်သက်တွေလည်းဒီမာတူကီကိုမကြိုက်တဲ့သူကပုံများတဲ့အနေထားမှာရှိတယ်ဗောနော် အဲနောက်ထပ်တစ်ယောက်ကဘာတူလဲဆိုလို့ရှိရင်ဒီ Real Madrid အသင်းရဲ့တောင်မန်တိုက်စစ်ကစားသမားရိုဒရီโกရဲ့အခြေအနေပဲဖြစ်တယ်ပေါ့နော်ဒီကစားသမားရဲ့တန်ကြီးကဒီပေါင်း89တန်းလောက်တော့ရှိတယ်လက်ရှိအချိန်မှာ Real နဲ့သူ့အကြမ်းမှာဒီလုံအောင်အဆင်မပြေတဲ့အနေထားမှာရှိနေရပေါ့နော်ပြီးခဲ့တဲ့ဒီ ဖီဘာကလပ်ဝါကပ်မှာလည်းသူ့အနေနဲ့ဒီလုံးဝပွဲထွက်ခွင့်မရသလိုမျိုးဒီအရင်ကစားသမားအဖြစ်တောင်မှမကစားရတဲ့အနေအထားတွေဖြစ်ပေါ်နေရပေါ့နော်အဲဒီတော့ကြောင့်လည်းသူ့အနေနဲ့ဒီရီယယ်မက်ဒရစ်နဲ့သူ့ရဲ့အနာဂတ်ကိုစောင့်ကြည့်နေပြီးတော့တကယ်၍ရီယယ်မက်ဒရစ်ကသာအမှန်တကယ်ရောင်းချဖို့ပြင်ဆင်လာခဲ့ရင်အာဆင်နယ်တင်းကအကန့်လတ်မှုအသင့်အနေအထားမှာရှိနေရပေါ့နော်အမှန်တမ်းပြောရလို့ရှိရင်ကျွန်တော်ကတော့ဒီတောင်မှတိုက်စစ်ကစားသမားတွေထဲမှာကျန်တဲ့ကစားသမားတွေအားလုံးထက်ကိုဒီရိုဒရီကိုပို့ပြီးတော့ရောက်စီခြင်းနေပေါ့နော် ။နောက်ထပ်တစ်ယောက်ကကျတော့ဒီ Aston Villa အသင်းရဲ့ဒီတောင်မှန်တိုက်စစ်ကစားသမားဒီ Morgan Roger ပဲဖြစ်တယ်ပေါ့နော်။ဒီကစားသမားရဲ့တန်ကြီးကပေါင်တန်80လောက်ရှိတယ်။အဲ Aston Villa အနေနဲ့ကကျတော့သူဒီသူတို့အနေနဲ့ကျွေးမီပမာဏတွေကိုဒီ short ချနိုင်ဖို့အတွက်ကစားသမားရောင်းချမှုတွေကနေပြီးတော့ငွေလေးပြန်လဲရှာရမယ့်အနေအထားမှာရှိတယ်ပေါ့နော်။ဒါပေမဲ့သူတို့အသင်းမှာဒီတခြားကစားသမားတွေဖြစ်တဲ့ဒီ Oliver King တို့ ဂျာကော့ရန်ဆေးတို့ပြီးလို့ရှင်ဒီကိုသမားဖြစ်သူမာတီနက်စ်တို့ကိုဒါသူကဗရမအူစားပေးအနေနဲ့ရောင်းချဖို့ရှိပြီးတော့ရောဂျာတို့တို့တို့အနေနဲ့ရောင်းချဖို့အနေထားမှာလက်ရှိချိန်တွေမှာတော့မရှိသေးဘူးပေါ့နော်တကယ်ရင်သူတို့လူကျင်တဲ့ကံလမ်းမှုပမာဏတာရှိခဲ့မယ်ဆိုတော့ဒီကသာသမားကလည်းရောင်းချမယ်ရောင်းချနိုင်တဲ့အနေထားမှာရှိတယ်ပေါ့နော် နောက်ထပ်သတင်းတဘောကကြတော့ပြီးခဲ့တဲ့ရက်တွေတုန်းကအာဆင်နယ်အသင်းခေါ်ယူနိုင်တော့မယ်လို့သတင်းတွေထွက်ပေါ်ခဲ့တဲ့ဘယ်လင်စီယာအသင်းရဲ့အသက်20ရွယ်နောက်ကကစားသမားလေးမော်စကာယာရဲ့သတင်းပဲဖြစ်တယ်ပေါ့နော်အာဒီကစားသမားလေးကလက်ရှိချိန်မှာစာချုပ်သက်သင်တစ်နှစ်သာကျန်ရှိတော့တဲ့အနေအထားမှာသူရဲ့ making club valencia အသင်းကလာဆောင်ွေပမာဏတိုးမြင့်ပြီးတော့စာချုပ်သချုပ်ဆိုဖို့ကန့်လန့်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ super ကန့်လန့်ချက်ကိုဒီကစားသမားလေးကညှင်းဆန်ပေးချပြီးတော့အာဆင်နယ်အသင်းကိုပြောင်းရွှေ့နိုင်မှုပဲသူ့အနေနဲ့ဒီဆုံးဖြတ်ထားတယ်ဆိုတဲ့အခြေအနေပေါ့နော် တကယ်တမ်းမှာလည်းဗလင်စီယာသင်ကန်းလန်းခဲ့တဲ့လာဇာပမာဏကအာဆင်အသင်းကန်းလန်းလာတဲ့လာဇာထက်ကိုနည်းပါတဲ့အနေအထားမှာရှိနေရပေါ့နော်တခုရှိတာကဒီကစားသမားလေးကဗလင်စီယာသင်မှာဆက်နေမယ်ဆိုလို့ရှိရင် first line နဲ့အဖြစ်ဆက်လက်ကစားခွင့်ရမယ်ဒါပေမဲ့အာဆင်အသင်းကိုပြောင်းချွေ့လာခဲ့မယ်ဆိုရင်တော့ဒီဆာလီဘာနဲ့ဂါဘရီယယ်ရဲ့နောက်ဒုတိယဦးစားပေးဖြစ်တာလာရောက်ပူးပေါင်းမယ်အနေအထားမှာရှိရပေါ့နော်အဲ့လိုအနေအထားမှာအာဆင်ဒီအာဆင်အသင်းကိုယူမလားဗလင်စီယာသင်ကိုယူမလားဆိုတော့ကစားသမားရဲ့ဆုံးဖြတ်ချက်ပေါ်ပဲမူတည်တဲ့အနေအထားမှာရှိတယ်ပေါ့နော် bir kere di ောင်မင်္ဂလာသမားခေါ်ယူမှုတွေကိုပြန်သုံးသပ်ရမယ်ဆိုလို့ရှိရင်တော့ဒီအလွယ်ကူဆုံးခေါ်ယူမှုကတော့ဒီအစည်းပဲဖြစ်တယ်ပေါ့နော်ဒီကစားသမားကွာကြတော့ရှင်းတယ်ဗျကစားသမားနဲ့ပုံကိုယ်ရေးသဘောနဲ့ညီမှုရခဲ့ရင်သူ့ရဲ့စာချုပ်ဖြတ်သိမ်းရေးကိုဒီ၃နှစ်အကြာနဲ့ပြီးပြီးတော့ခေါ်လိုက်အောင်ပဲဗျအဲ့ကစားအဲ့ဒီကစားသမားလေးကိုခေါ်ယူဖို့ကလွယ်ကူတဲ့အနေအထားမှာရှိတယ်အဲနောက်ထပ်ဒုတိယလွယ်ကူတဲ့ကစားသမားကြတော့မာဒူကီပေါ့နော်သူ့ကွာချက်စီသင်းကလည်းရောင်းစင်းတင်လာတာဖြစ်တယ်ပြောင်းရွှေ့ရေးကလည်းပေါင်သန်း90ဆိုပေမဲ့ညှိနှိုင်းနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီ၄၀နဲ့90ချားမှာ အပြောင်းရွှေ့ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီတော့လည်းဒီကသံသမားကိုခေါ်ယူဖို့ကထင်သလောက်ခက်ခဲတဲ့အနေအထားမှာမရှိဘူးကသံသမားဖြစ်သူကလည်းအတင်းပြောင်းဖို့ကိုဒီလက်ခံနာပြီးဖြစ်တဲ့အတွက်ဒီကလပ်အတင်းနှစ်တင်းကြားသဘောတူညီမှုရဖို့ပဲအဓိကလိုအပ်တယ်ပေါ့နော်အနောက်ထပ်တယောက်ဖြစ်တဲ့ Rodrigo ကကျတော့အခုချိန်ထိသူ့ရဲ့အနာဂတ်က Real နဲ့ပတ်သက်ပြီးတော့ရေးရသေးတယ်မသိရသေးတဲ့အတွက်ဘယ်အတင်းမှကမ်းလှမ်းမှုမရှိသေးတဲ့လိုမျိုးဒီဘယ်သူနဲ့မှလည်းဆွေးနွေးနေခြင်းမရှိသေးဘူးပေါ့နော် အဲနောက်ထပ်တယောက်ကကျတော့ဒီ Morgan Roger ပေါ့နော်ဒီကစားသမားကဒီ Two Amigo Club Play sorry ဘီလာအသင်းကဒီငွေကြီးလိုအပ်နေတာမှန်ပေမဲ့သူတို့အနေနဲ့ပရမဦးစားပေးရောင်းချမယ်ကစားသမားတွေကကျတော့ဒီအသက်30ကျော်ကစားသမားရဲ့ဖြစ်တဲ့ဒီ Oli Watkin တို့ပြီးလို့ရှိရင်ဒီမတ်ကိုသမား Martinez တို့သူတို့ဒါအဓိကဦးစားပေးဖြစ်ရောင်းချမယ်ပေါ့နော်လုံးဝမဖြစ်မနေရောင်းနောက်ဆုံးအချိန်မှာမဖြစ်မနေရောင်းချရမယ်ဆိုမှဒါဒီ Morgan Roger ကိုရောင်းချဖို့စဉ်းစားနိုင်တဲ့အနေထားမှာရှိရပါတော့။ဒါပေမဲ့တခုရှိတာကသူတို့လိုချင်တဲ့ပမာဏအတိုင်း တစ်ဖက်အတင်းကပေးနိုင်မယ်ဆိုတော့ဒီပြောင်းရွှေ့ကဖြစ်ပေါ်လာနိုင်တဲ့အနေအထားမှာရှိတယ်ပေါ့နော်ဒါပေမဲ့လက်ရှိချိန်မှာတော့ဒီကစားသမားကိုခေါ်နိုင်မှုကတော်တော်လေးခက်ခဲတဲ့အနေအထားမှာရှိနေသေးရပေါ့နော်ပေတတ်တို့အနေနဲ့ကောဒီကစားသမားတွေကဘသူ့ကိုအာဆင်နယ်ကိုရောက်လာစေခြင်းလဲပေကစားသမားကအာဆင်နယ်နဲ့ပို့ပြီးတော့တင့်တော်လဲဆိုတော့ကိုဒီ common box မှာအမြင်လေးတွေကိုရေးခဲ့ပေးကြပါအောင်ဗျအဲကြည့်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းဆက်လက်ပြီးတော့送တွေ့ပါအောင်မယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်နော်